မျိုးသားများကျမ်းမာရေးအတွက်တင်ဆက်ပေးခြင်းပါတယ်။အမျိုးသားများသုံးလှုပ်ဆင်နာကျင်ရခြင်းအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။သုံးလှုပ်ဆင်နာကျင်ခြင်းကို စေပညာအရပြင်းပြောက်ချိန်နာကျင်မှုလို့ခေါ်ပါပြီ။အတော်အသင့်ကနေ ဆိုးရွားတဲ့အထိ နာကျင်တတ်ပါတယ်။သုံးလှုပ်ချိန်မှာဖြစ်စေလှုပ်ပြီးချိန်မှာဖြစ်စေ နာကျင်တတ်ပါတယ်။လိန်တန်ကပ်ပယ်အိတ်နဲ့စိုးဝင်းခြင်းမှာနာတတ်တာဖြစ်ပါတယ်။ဒီပြဒနာဟာ လိမ်မှုကိစ္စမှာအတော်လေးကိုအနှောက်ယှက်ဖြစ်စေပါတယ်။အခုဆက်လက်ဖော်ပြမှာကတော့တုံ့လွတ်စင်ဘာကြောင့်နာကျင်ရတယ်လဲဆိုတဲ့အကြောင်းဖြစ်ပါတယ်။အောက်ပါအခြေအနေများဟာတုံ့လွတ်စင်နာကျင်ခြင်းကို ဖြစ်ပေါ်စေပါတယ်။နံပါတ်၁စီးတိတ်ရောင်ခြင်းစီးတိတ်ကလေးရောင်ခြင်းကို ဆိုလိုပါတယ်။အသက်50ခန့်အမျိုးသားတွေမှာကြုံရတဲ့စီလံကြောင်ပြဿနာဖြစ်ပါတယ်။ဒီပြဿနာဟာစီးသွားချိန်မှာနာကျင်ခြင်းမကြာခဏစီးသွားခြင်းစတာတွေကိုလည်း ဖြစ်စေတတ်ပါတယ်။စီလံကြောင်ပိုးဝင်ခြင်းနဲ့မှားယွင်းတတ်ပါတယ်။တခြားထပ်မံကြုံရတဲ့လက္ခဏာတွေကတော့ဝမ်းမိုက်အောက်ပိုင်းအောင့်ခြင်းနဲ့လိန်တန်ထောင်မစင်နာကျင်ခြင်းတို့ပဲဖြစ်ပါတယ်။စီးတိတ်ရောင်နိုင်ခြင်းများစေတဲ့အကြောင်းအရာတွေကတော့စီးကြိုကိုခံအားနည်းခြင်း၊စိုးအုံမလိန်ဆက်ဆံခြင်း C ပိုက်တထားခြင်းစတာတွေပဲဖြစ်ပါတယ်။နံပါတ်1ခွဲစိတ်ခြင်းတချို့သောခွဲစိတ်ခြင်းတွေဟာတုတ်ထွက်စင်နာကျင်ခြင်းအပါအဝင် ဘေးထွက်ဆိုးကျိုးများကိုဖြစ်ပေါ်စေပါတယ်။ဥပမာဆိုရရင်စီးကျိတ်တဲ့ပတ်ဝန်းကျင်တ िश ူးတွေကိုဖြတ်တောက်ခွဲစိတ်ရတဲ့ခွဲစိတ်မှုမျိုးဖြစ်ပါတယ်။များသောအားဖြင့်စီးကျိတ်ကင်ဆာကုသရမှာသုံးတတ်ပါတယ်။ဘေးထွက်ဆိုးကျိုးအနေနဲ့ဗာညိုခြင်း၊လိမ့်တန်းနာခြင်းခြင်း၊တုံ့လွတ်စင်နာခြင်းခြင်းစတာတွေဖြစ်စေတတ်ပါတယ်။ဥကြခြင်းကိုခွဲစိတ်ကုသရင်လည်းတုံ့လွတ်စင်နာခြင်းခြင်းဖြစ်တတ်ပါတယ်။နံပါတ်၃အရေးအိတ်တို့မဟုတ်ကြောက်တဲခြင်း တုံးလှတဲ့ပြုံးတလျှောက်မှာအေးအေးဒါမှမဟုတ်ကြောက်တယ်နေရင်တုတ်ထွက်ရလမ်းကြောင်းကိုပိတ်ဆို့ရရောက်ပါတယ်။ဒါကြောင့်မြုံချင်းတုံးလှတ်စင်နာကျင်ချင်းတွေဖြစ်တတ်ပါတယ်။နံပါတ်၄စိတ်ကြကုသစေနစိတ်ကြယောဂအတွက်ပေးတဲ့ဇေဝရီဟာဘီထွက်ဆိုးကျိုးအနေနဲ့လင်ကိစ္စမှာအနှောက်ယှက်ဖြစ်စေပါတယ်။တုံးလှတ်ချိန်မှာနာကျင်ချင်းလည်းပါဝင်ပါတယ်။ဘီထွက်ဆိုးကျိုးအများဆုံးဖြစ်စေတတ်တဲ့ဇေရီကတော့ SSRI စီနာ SNRI ဈေးများ Triglycerides ဈေးများ MAOI အုပ်စုဈေးဝင်များဖြစ်ပါတယ်။နံပါတ်5အာယုံကြောနာကျင်ခြင်းစီးခုံအောက်ပိုင်းစုံဝင်းကျင်မှာရှိတဲ့အာယုံကြောတွေနာကျင်တဲ့ပြဿနာဖြစ်ပါတယ်။လေရင်ကရောစုံနေရာပါနာကျင်နေတတ်ပါတယ်။ထိခိုက်မိခြင်းစီးကျူယောဂါစတာတွေကြောင့်ဖြစ်တတ်ပါတယ်။နံပါတ်6စီးကျိတ်ကင်ဆာများသောအားဖြင့်စီးကျိတ်ကင်ဆာဟာလက္ခဏာမပြတ်တတ်ပေမဲ့ တုတ်ထွက်ချိန်မှာတော့နာကျင်စေတတ်ပါတယ်။တခြားလက္ခဏာတွေကတော့စီးသွားရခက်ခြင်း၊ပန်းညိုခြင်း၊စီးနဲ့တုတ်ရတဲ့သွေးပါခြင်းစတာတွေဖြစ်တတ်ပါတယ်။နံပါတ်9ဓာတ်ရောင်ခြည်ကုတို့စီးကုန်ဝင်ခြင်းကိုဓာတ်ရောင်ခြည်ပေကုတာခြင်းဟာပန်းညိုခြင်းတုတ်လွတ်စင်နာကျင်ခြင်းကို ဖြစ်စေတတ်ပါတယ်။ဒါ့ဝိမဲ့ဒီဘေးထွက်ဆိုးကျိုးများဟာယာယီပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဆရာဝန်ပြသဖို့လိုသလား။အကယ်၍ဒီပြဿနာဟာယာယီမဟုတ်ပဲ ကြာနေမဲ့ဆိုရင်တော့ဆရာဝန်ပြသဖို့လိုပါတယ်။လိုအပ်တဲ့စမ်းသပ်မှုတွေပြုလုပ်ပြီးပြဿနာရဲ့ရင်းမြစ်ကိုရှာဖွေပါလိမ့်မယ်။လိုအပ်ရင်စီလန်းချောင်းအထုကုနဲ့ပြသရပါလိမ့်မယ်။ဆက်လက်ပြီးစီကျိတ်နဲ့စီကျိတ်ယောဂအကြောင်းလေ့လာကြရအောင်။စီကျိတ်ဆိုတာစီကျိတ်ဆိုတာကတော့စီအရဲ့အောက်ခြေမှာရှိတဲ့တခြားသည့်အရွယ်စားရှိတဲ့အမျိုးသားမျိုးပွားအင်ကာစနစ်မှာပါဝင်တဲ့ဂလင်အကျိတ်တစ်ခု ဖြစ်ပါတယ်။စီအိမ်ကနေတဆင့်စီစွန့်ပြွန်ဟာစီကျိတ်ကိုဖျက်ပြီး အယူသားအင်္ဂါကတစ်စက်စီးကိုဆွန့်ပြစ်ရပါတယ်။စီးကြိတ်ဟာအညီတမျိုးကိုထုတ်ပေးပြီးတုတ်ထုတ်လို့စင်တုတ်ဘိုးကိုကာကွယ်မှုနဲ့အာဟာရကိုလည်းပေးပါတယ်။စီးကြိတ်ကအသက်အရွယ်နှစ်မျိုးမှာကြီးထွားပါတယ်။လူပြိုပေါ်ဝင်စားအရွယ်နဲ့အသက်30မှာပါ။အရွယ်ရောက်ပြီးအမျိုးသားတစ်ယောက်ရဲ့ပြမြစီးကြိတ်အလေးချိန်က 20g ရှိပါတယ်။အမျိုးသားအများစုဟာအသက်အရွယ်ရလာတဲ့အမျှရောင်ရမှုတွေစီးကြိတ်ပြဿနာတွေကြောင့် စီလံကြောင်းဆိုင်ရာပြည်ထနာတွေကြုံတွေ့ရလေရှိပါတယ်။စီးကျိတ်ကြီးတာဟာအများအားတော့စီလံကြောင်းဆိုင်ရာပြည်ထနာတွေဖြစ်စေမှာမဟုတ်ပါဘူး။စီးကျိတ်ကြီးခြင်း BPH အလျူသားအများစုဟာအသက်အရွယ်ရလာတာနဲ့အမျှစီးကျိတ်ရောင်ရမ်းတာကြောင့်ကြီးလာတတ်ပါတယ်။အမျိုးသားတွေမှာစီးကျိတ်ကြီးတာကပုံမှန်အခြေအနေတစ်ခုလို့ပြောလို့ရပါတယ်။ဖြစ်တဲ့အကြောင်းရင်းကမတိကျပါဘူး။အမျိုးသားဟော်မုန်းကြောင့်ဖြစ်နိုင်ပါတယ်။ မိသားစုမျိုးရိုးရှိတာလဲစီးကျိတ်ကြီးတာကိုဖြစ်စေနိုင်ပါတယ်အသက်၄၀ကျော်ရင် ဖြစ်နိုင်ခြေမြင့်တက်လာပါတယ်ကင်ဆာမဟုတ်တဲ့စီးကျိတ်ပွားရောဂါဒါမှမဟုတ်စီးကျိတ်ကြီးတယ်လို့ခေါ်လိရှိပါတယ်စီလန်းချောင်းဆန်ရယောဂါလက္ခဏာတွေကတော့စီးကျိတ်ကြီးခြင်းခံစားရတဲ့သူတိုင်းစီလန်းချောင်းဆန်ရယောဂါလက္ခဏာများပြသလိရှိပါတယ်ယောဂါလက္ခဏာများအနေဖြင့်ညဘက်စီးခဏခဏတွားရခြင်းစီးမထိန်နိုင်ခြင်းစီးကြောင်းအားပြော့ခြင်း စီးတွားရခက်ချင်းစီးတွားရအစာပြုတ်ရခက်ချင်းစီးတွားပြီးရင်တောင်တစက်စက်ကြာနေချင်းစီးတွားပြီးရင်တောင်စီးကြောင်တကယ်တို့ခံစားရချင်းခဏခဏစီးတွားခြင်းစိတ်ဖြစ်ချင်းအစရှိတဲ့လက္ခဏာတွေခံစားနေရပါကစိတ်ကြိတ်ကြီးတာကိုစဉ်းစားသင့်ပါတယ်။အများအားဖြင့်ကုသမှုမလိုအပ်တတ်ပေမဲ့စီးတွားရအလုံးခက်ခြင်းစီးလုံးဝမတွားနိုင်ခြင်းစီးတွားလည်းနာကျင်ခြင်းစီးရင်သွေးပါခြင်းအင်္ဂါမရစင့်အရေးထွက်ခြင်း မကြာခဏစီးမထိန်နိုင်ဖြစ်ခြင်းခံစားရရင်တော့ဆရာဝန်နဲ့ပြသပြီးကုသမှုခံယူတင်ပါတယ်စီးကျိတ်ရောင်ရမ်းခြင်းဆိုတာဘက်တီးရီးယားပိုးများကြောင့်တခါတလေတွင်စီးကျိတ်ရောင်ရမ်းခြင်းဖြစ်တတ်ပါတယ်ယောဂါလက္ခဏာတွေအနေနဲ့ဖျားခြင်းခါနာခါကိုက်ခြင်းပေါင်ချမ်းနာကျင်ခြင်းနဲ့စီးခဏခဏတော့ရခြင်းခံစားနေရတဲ့ဆိုရင်ဆရာဝန်နဲ့ပြသတင်ပါတယ်ပဋိဇီဝဆေးတွေနဲ့ကုသရပြီးရန်ဖန်ရန်ခါစိတ်ယုံတင်ကုသမှုခံယူရန်လည်းလိုအပ်တတ်ပါတယ် စမ်းသပ်စစ်ဆေးတဲ့အနေနဲ့ယောဂအတီးပြုရန်ဆရာဝန်မှစမ်းသပ်စစ်ဆေးခြင်းစီးစစ်ခြင်းစီးကြောင်းအရှိန်စစ်ဆေးခြင်းအ ල්ට ရာဆောင်းပုံရိပ်ဖန်အ ල්ට ရာဆောင်းအီမေဂျင်းစစ်ဆေးခြင်းစီးရင်ဆိုင်ရာစစ်ဆေးခြင်းများစတဲ့နီလန်းတွေနဲ့စမ်းသပ်ပြီးယောဂကို အတီးပြုနိုင်ပါတယ်။ကုသခြင်းအနေနဲ့စီလန်းကြောင်းဆိုင်ရာပြဿနာတွေကို ကုသရမှာဖြစ်တဲ့အကြောင်းဖြစ်စေတဲ့အကြောင်းရုပ်ပေါ်မူတည်ပြီးကုသမှုကကွာခြားပါတယ်။နံပါတ်၁စီးကျက်ရောင်ရမ်းခြင်းစီးကျက်ရောင်ရမ်းခြင်းအတွက် ပဋိဇီဝဆေးကိုရက်တပတ်များစွာတောက်ပေးရပါတယ်။နံပါတ်1စီးစိတ်ကြည်ချင်းစီးစိတ်ကြည်ချင်းအတွက်ဆေးဝါးဖြင့်ကုသခြင်းခွဲစိတ်ကုသခြင်းတွေရှိပါတယ်။ဆေးဝါးနဲ့ကုသရာမှာစီလံကြောင်းဆံရပြဒနာတွေတက်တာစီဖို့ဆေးတွေစီးစိတ်အရွယ်စားအားထိန်းချုပ်လျှော့ချနိုင်ဖို့အတွက်ဆေးတွေစီးရင်ထိန်းကျွတ်သားကိုထိန်းချုပ်ဖြေလျှော့ပေးတဲ့ဆေးဝါးတွေအဆရှိတဲ့ဆေးတွေနဲ့ကုသနိုင်ပါတယ်။ခွဲစိတ်ကုသရာမှာစီးပြုံကလို့စင်စီးစိတ်ခွဲစိတ်စင် လေစာဖြင့်ခွဲစေခြင်းအလွန်ကြီးတဲ့စီးကျိတ်တွေအတွက်စီးကျိတ်ခွဲထုတ်တာစတာတွေကုသပေးနိုင်ပါတယ်။ဇီလန်ကျောင်းဆိုင်ရာပြဿနာတွေအတွက်ယောဂါလက္ခဏာတက်တာစေဖို့လိုအပ်တဲ့စေဝါတွေကိုဆရာဝန်ကညွှန်ကြားပေးနိုင်ပါတယ်။ဇီလန်ကျောင်းဆိုင်ရာပြဿနာများကိုတက်တာစေရန်ကာကွယ်နီလာများကိုလည်းလည်လာကြရအောင်။လက်ရှိခံစားနေရတဲ့ဇီလန်ကျောင်းဆိုင်ရာပြဿနာတွေကတင့်ကိုဒုက္ခကိုပေးပဲအနည်းငယ်သာဖြစ်ပါကနံပါတ်1 coffee ကဖင်းနဲ့ပါတဲ့အဖျော်ဂျမကာရီအရက်တောက်သုံးတာကိုရှော့ချရှောင်ကျင်မှာအထူးသဖြင့်ညအိယာဝင်ခါနီမှာရှောင်ကျင်မှာနံပါတ်1စီးကုန်ရင်းကျွတ်သားနဲ့စီးထိန်ကျွတ်သားတံပါစီတဲ့လစ်ကျင်ကန်းကိုဆရာဝန်ညွှန်ကြားချက်အတိုင်းလစ်ကျင်လှုပ်ဆောင်ပေးပါစီးကျိတ်ကလင်းဟာအသက်အရွယ်ကြီးလာတာနဲ့အမျှစီးကျိတ်ကြီးချင်းဖြစ်လာနိုင်ပါတယ်အများအားဖြင့်စေကူတမှုမလိုအပ်တတ်ပါတဲ့အနေနဲ့ ဇီလန်ကျောင်းဆိုင်ရာပြဿနာကဆိုးရွားလာမယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ပြတာပြီးလူနေမှုပုံစံပြောင်းလဲတာဆေးဝါးနဲ့ကုသတာဒါမှမဟုတ်ခွဲစိတ်ကုသတာမျိုးပြုလုပ်နိုင်ပါတယ်